ပြည်သူ့ကြိုအတွက်အဖွဲ့ချုပ်ကိုထူထောင်လာတာဖြစ်ပြီးတော့ကိုကျိုးရှာဖို့မဟုတ်တဲ့အကြောင်းဒေါ်ဆန်းစုကြည်ပြောဆိုလိုက်ပါတယ်ခမသာတင်ဆက်တာပါခင်ဗျာမြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ဟာအေဝါတီတိုင်းမြောင်းမြမြို့မှာကျင်းပတဲ့ဒေါ်ခင်ကြည်ကွယ်လွန်ချင်း26နှစ်ပြည့်အောင်မြင်ဖွယ်အခမ်းအနားကိုတက်ရောက်ဖို့ဒီဇင်ဘာလ28နေ့ကမြောင်းမြမြို့ကိုရောက်ရှိလာခဲ့တာပါဒေါ်ဆန်းစုကြည်ကဒေသခံပြည်သူတွေနဲ့တွေ့ဆုံခဲ့ပြီးပြည်သူ့ကြိုးပြုတ်ဖို့အဖွဲ့ချုပ်တူထောင်တာဖြစ်လို့ ကိုကျွတ်အတွက်ရှာဖို့မဟုတ်ကြောင်းအိမ်မဲမြို့မှာပြည်သူတွေနဲ့မိခွန်ပြောချင်မှာတတိပေးပြောကြားလိုက်ပါတယ်။ဒီဖွဲ့ချုပ်ကိုထူထောင်ထားတာဟာပြည်သူကိုပြည်သူကိုအကျိုးပြုဖို့ထူထောင်ထားတာပါ။ကိုအကျိုးကိုရှာဖို့ထူထောင်ထားတာမဟုတ်ပါဘူး။ဒီမှာခန့်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 မှပြောရ 下子都行，我过过夜，强大不住，下那户过夜，安哪家户我在哪户，然后你敢，他就不行了。这边路破了，我会那边讲的，这边看下标吧。 ကြပြင်တော်အဆန်းစုကြည်ကဖွဲ့ချုပ်ဖွဲ့ဝင်တွေဟာပြည်သူလိုပဲကြွားချမှုမရှိပေမဲ့တာဝန်တွေပိုရှိတဲ့အကြောင်းပြဿနာတွေဖြစ်တတ်တဲ့လူအတိုင်းဝိုင်းမှာသူတပားရဲ့အာနယ်ချက်ကိုထိုးပြတာမျိုးမဟုတ်ပဲကို့မှာဗာအာနယ်ချက်တွေရှိလဲဆိုတာပရမအဆုံးစမ်းစစ်ဖို့လိုကြောင်းလည်းတိုက်တွန်းခဲ့ပါတယ်။အဲ့တော့ပဋိပက္ခတွေဖြစ်ရင်တရားရတဲ့အငင်းပွားလို့ရှိလို့ရှိရင်စေတဘောသားမတူညီတာရှိလို့ရှိရင်ကို့ဘက်ကပို့ပြီးတော့ကောင်းအောင်လို့ဘာလုပ်ပေးနိုင်လဲဆိုတော့ပထမအမိကြီးကိုကိုကိုမေးကြည့်ပါကိုကိုကိုစမ်းစစ်ပါ အဲ့ဒီအဖြေပေါ်မှာတခြားဘက်ကတော့ဘာလိုအပ်ချက်တွေရှိလဲဆိုတော့စဉ်းစားပါဘာဖြစ်လို့လဲဆိုတော့တခြားလူတွေရဲ့လိုအပ်ချက်တွေတခြားလူတွေရဲ့အားနည်းချက်တွေကိုသင်ထားတဲ့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်လာတကယ်တော့ပို့ပြီးတော့ရွေးကူပါလေပို့ပြီးတော့လည်းလုံနိုင်ရရရှိပါတယ်ဒါကြောင့်ကျမတို့အဖွဲ့ချုပ်ဝင်များအားလုံးဟာကိုယ့်ရဲ့တာဝန်ကိုစီကိုစီထားဆောင်နိုင်ဖို့ကြိုးစားပါဤသူလူထုနဲ့လည်း နီးကအောင်လို့နေပါကျမတို့ဖွဲ့ချုပ်ဝင်ရတယ်ပြည်သူလူထုကြားထဲကပေါက်ပွားလာကြတာပဲတခြားပြည်သူတွေနဲ့လည်းဘာမှမထူကြပါဘူးလူတို့ချင်းစီကကုတ္တဝင်ကိုကျေမနိုင်ငံတိုးတက်နိုင်မှာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတာအာကိုမနေတင်ပဲကိုကိုကိုအာကိုဖို့လိုချောင်းနဲ့ကိုကိုကိုအာကိုတဲ့ပြည်သူလူထုဖြစ်လာမှနိုင်ငံတိုးတက်နိုင်မယ်လို့လည်းဆိုပါတယ်။ဒါအပြင်ကိုကိုကိုယုံကြည်မှုပြည့်ဝတဲ့ပြည်သူတွေဖြစ်လာရင်ပြည်သူလူထုအကြမ်းမှာတွေ့ဆင်းမှုခိုင်မာလာပြီး နိုင်ငံအနေနဲ့လည်းစေယုံညီညွတ်မှဖြစ်တယ်လို့လည်းဒေါန်ဆန်းစုကြည်ကပြောကြားသွားပါတယ်။ဒေါခင်ချေကွယ်လွန်ချေ26နှစ်ပြည့်အခါနာကိုမြောင်မြန်မြို့စัจဇတိဟာစัจဇနန္ဒာအက္ခစကွေမှာပြုလုပ်ခဲ့ပြီးတန်ဃာတော်တွေကိုဆုံးဆက်ကလူဒန္တာအက္ခစပွဲတွေတေတယုတ်ဖို့အကတိနာမည်ကြီးအမှုပညာရှင်တွေရဲ့ဖြောပြမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ခွန်ပါတာပါ။